ဘေးမှာဆိုရင်ဟာတာအသေးဖောက်နိုင်တယ်အဲ့လိုဟာတာရအရင်ပြောနိုင်တယ်ဒါပေမဲ့ကင်မရာထောင်ပြီးတော့ပြောမင်းပြောတော့ဆိုရင်မပြောတတ်တော့မသွန်းဆိုလို့ရှိရင်သူဘာစားခြင်းလဲဆိုတော့အဲ့လိုတွေးလိုက်တာနဲ့အကူကြီးကလှုပ်ပေးပြီးသားပဲအပူတွေကြားထဲမှာအဲ့လိုတစ်ခါလေကြာရင်အေးအေးလေးတွေရောက်လာတာလေးကပို့အဆင်ပြေရပေါ့နော် Happy Hotel မှာကျွန်တော်မိဘနိုင်ဆိုတော့ဇက်ကလေးကနေပြီးတော့ကျွန်တော်ကိုဆိုတော့ကောင်လေးနေရာကနေပါဝင်လာပါ Happy Hotel ဖွင့်လှစ်ပါကြောင်းကြေညာအပ်ပါတယ်ခင်ဗျာမကန်ကန်နေ ready နေပြီးအောင်ဆောင်နေမယ်အခန်း38လော်နဲ့ထွက်နေတယ်မီးလောင်နေလားမသိဘူးဟာတချို့ဟာသားတွေကလှုပ်ထားတဲ့ဟာသားတွေပါရပါတော့အဲ့လိုလှုပ်ဟာသားတွေကကျွန်တော်တို့အခုလူငယ်တွေကြတော့ပြန်ကြည့်လို့ရှိရင် လူငယ်ရဲ့ပြန်ကြည်တက်နေပြီဗျာကြည်တက်နေတော့အဲ့လိုလှုပ်ထားတဲ့ဟာတာရယ်ဆိုမရှိရဒီအခုဟာလေးကအရန်ရှိရတယ်အဲ့လိုပေါ့ပေါ့ပါပါလေးနဲ့တကယ် reality ဆန်တယ်ပေါ့နော်ဟာတာလေးတွေကဟုတ်ကျွန်တော်ဟာတာဆိုရင်နည်းနည်းကြောက်တယ်အဲ့လိုကင်မရာထောင်လိုက်ပြီးကိုရှင်မှာဟာတာပြောဆိုရင်မပြောတတ်တော့ဒါပေမဲ့ကျွန်တော်ဘေးမှာဆိုရင်ဟာတာအသေးဖောက်နိုင်တယ်အဲ့လိုဟာတာရယ်အရန်ပြောနိုင်တယ်ဒါပေမဲ့ကင်မရာထောင်ပြီးတော့ပြောမင်းပြောတော့ဆိုရင်မပြောတတ်တော့အဲ့လိုဟာတာတော့နည်းနည်းကြောက်တယ်ဒါပေမဲ့အကောင်းဆုံးကြိုးစားထားပါတယ်ဟုတ်ဟိုအမှတ်တရတွေကအများကြီးပဲ ကျွန်တော်စပြီးတော့ရိုက်တယ်ဆရာတိ production နဲ့ပဲရိုက်တာဆိုတော့ဟိုဒီ crew တစ်ခုလုံးရယ်ပြီးလို့ရှင် production ဘိုင်းနေပြီးတော့ထူးခြားတာကျွန်တော်ရောင်းစုချက်မျိုးကလေးမှာရိုက်ခဲ့တဲ့စိုးအောင်ရဲ့မိန်းမဝိရီနဲ့ဒီကားထဲမှာမမျိုးနဲ့ကိုနဲ့နှစ်ယောက်ပြန်ဆုံတာပေါ့ဟုတ်ကျွန်တော်စင်းနေဟိုမိုးချုံမှာရိုက်တဲ့စင်းနေပါပေါ့နော်အဲ့လိုအရန်အေးနေတာအချိန်မှာရိုက်တဲ့စင်းနေပြီးတော့ အမှတ်ရဆုံးကဟိုမတ်သွန်းနဲ့ကို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 ဆိုပြေမြင်ပေါ့နော်အဲကိုကိုရုတ်နဲ့ရိုက်တော့ကသူတို့အခန်းထဲမှာပဲနေပြီးတော့အဲ့လိုချက်ပြုတ်စားတော့ကြတယ်မောင်နှမတွေပြင်ရိုက်လို့ရှင်သူကလည်းခိုဘက်ဆိုင်းုံပြေကိုကလည်းခိုဘက်ဆိုင်းုံပြေအဲ့လိုမျိုးတွေ၃၄၅ရက်လောက်ကိုကျွန်တော်တို့အရန်ပြော်ရပါတော့နော်ကိုကိုကြီးတို့နဲ့မမကြီးတို့နဲ့နေရဟိုဘာစားခြင်းလဲကိုသူညီလေးတွေဘာစားခြင်းလဲအဲ့လိုမတ်သွန်းတို့သူတငယ်ချင်းတွေဘာစားခြင်းလဲအစအဲ့လိုပြောစရာမလိုမတ်သွန်းဆိုလို့ရှိရင်သူဘာစားခြင်းလဲဆိုတာအဲ့လိုတွေးလိုက်တာနဲ့အကိုကိုကြီးကလှုပ်ပေးပြီးသားပဲ တကယ်ကျင်းနေကြမှာပါပြိတ္တတွေပါလို့ဘောကျွန်တော်တို့အခုနောက်ပိုင်းကအဲ့လိုဟိုပေးမှန်းကြရတယ်အဲ့လိုအလုတ်အလုတ်တွေအလုတ်တွေကြောင့်ပေးမှန်းရတယ်စိတ်ပေးမှန်းကြရတယ်အဲ့ကနေပြီးတော့မှကျွန်တော်တို့အနားယူတဲ့အခါမှာဟိုတခဏတာပေါ့နော်ပျော်ရွှင်စေရမယ်ဟိုရီရမယ်အဲ့လိုပုံစံမျိုးလေးနဲ့ရိုက်ထားဆိုတော့တကယ်ဟိုမှအမောပြေစေမယ်ကားလေးတကားပါဟုတ် ြောတော့ဟိုတယ်မှာအရင်မတော့ပါဘူးဆိုတော့အမေကိုသူ့ကိုယ်တိုင်ထုတ်ထားပြီးဟုတ်တယ်လေတန်ရှင်းဆုံးသူ့ကိုရင်မှာပိုက်ပြီးဟိုတယ်ကိုပြန်သွားမယ်ဂျာကြီးဆိုတော့ကောင်းတယ်မထည့်ထားလိုက်ကျုပ်မသေးပဲနဲ့ကျုပ်ဂိတ်သွားဘယ်သူမှကြော်လို့မရဘူးမင်းမြင်လားဘုရားမိုးချိုးပြင်းတော့မှာတဝက်ဆိုင်နေနော်ဘယ်ပြီးဟိုတယ် ပူတွေကြားထဲမှာအဲ့လိုတခါလေကြာရင်အေးအေးလေးတွေရောက်လာတာလေးကပို့အဆင်ပြေရယ်ပေါ့နော်အဲ့တော့ဟိုပူလောင်နေတဲ့ကားလေးတွေကြားထဲညင်းငွေ့လာပြီဆိုရင်ကျွန်တော်ဟာတာကားလေးကိုပြင်ပြောင်းကြည့်ကြည့်ပါလို့ဟုတ်အဆင်ပြေမှာပါဟုတ်အခုလောလောဆယ်ကတော့ကျွန်တော်ဒီကားလေးအွန်ရဲတက်ဖို့ရှိရယ်ပြီးလို့ရှိရင်ကျွန်တော်ရှေ့မှာလိုင်းလေကြာပန်းရွှေကြာရိုက်ထားတာစီရီတွေလေးရိုက်ထားတာရှိရယ်ပြီးရင်ကျွန်တော်မဲချိုရုပ်ရှင်ရိုက်ကူးမှာပါဟုတ် အစီရီတွေကတော့ကျွန်တော်အခုလက်ရှိရိုက်ထားတဲ့စီရီတွေဆိုရင်လိုင်းလေကြာပန်းရွှေကြာအစီရီပဲရှိမယ်ဟိုရုပ်ရှင်ဆိုလို့ရှင်တော့ extra တကားရှိမယ်ပြီးတော့ကျွန်တော်မဲချိုတကားရှိမယ်ပေါ့ဟုတ်ကျွန်တော်အရန်ရှိရမယ်ဟိုဘဝမောတွေကိုတခဏတာပြပြောက်စီမယ်ကျွန်တော် happy hotel ကိုကျွန်တော်လာမဲ့3ရက်နေ့မှာကျွန်တော် happy hotel ကိုည9:00နာရီချိန်တိုင်းမှာကြည့်ရပါပါတနင်္လာတော့ကြာဟုတ်အပိကြပါ